ကိုရတဲ့တော့အကောင့်ကိုမြန်မာ region ကနေဂျပန် region ပြောင်းနေတဲ့တွေ့ရတဲ့အတွက်သူများရှိမှာဈေးကြီးပေးပြီးတော့ပြောင်းနေကြရမလို့ပဲကိုကိုတိုင်ပြောင်းလို့ရတဲ့နေနဲ့လေးကို step by step ဒီဗီဒီယိုမှာပြပြပြမှာပဲဖြစ်ပါတယ်ပထမအဦးဆုံးကတော့ကို့မှာဒီ application လေး၃ခုတော့ရှိထားရပါမယ်ဒါကတော့ online ဂျပန် VPN နေထဲမှာတော်တော်လေး stable ဖြစ်တဲ့ VPN တစ်ခုလို့ပြောလို့ရပါတယ်သူကိုသုံးမယ်ဆိုရင်တော့ဂျပန် key ထည့်ပေးဖို့လိုပါတယ်ဂျပန် key ကိုတော့ကျွန်တော်ရှိမှာအလိုတကူလာဝယ်လို့ရပါတယ် နောက်တစ်ခုက Face GPS ရဲ့ Google Chrome ရဲ့ဒီ application သုံးခုကိုတော့ Play Store ထဲမှာအလွယ်တကူ download ဆွဲလို့ရပါတယ်။ဒုတိယဆင့်အနေနဲ့ကိုယ့်ရဲ့ TikTok account ကို Japan region ပြောင်းလို့ရမရစစ်ဆေးပေးရပါမယ်။ TikTok ရဲ့ setting တွေကိုဝင်လိုက်ပါ။ account ကိုနှိပ်လိုက်ပါ။ account information ကိုထပ်နှိပ်လိုက်ပါ။အောက်က region ကိုနှိပ်ပြီးအပေါ်က search bar ထဲမှာ Japan လို့ရိုက်ရှာလိုက်ပါ။ကြားလာတဲ့ Japan ကိုနှိပ်လိုက်ပါ။အခုလိုစာတကြောင်းနဲ့ပေါ်နေတယ်ဆိုရင်တော့ပြောင်းလို့ရပါတယ်တကယ်လို့ဒီနေရာမှာစာနှစ်ကြောင်းသုံးကြောင်းပေါ်နေမှာဆိုရင်တော့မရပါဘူးအစ်တတာဖွင့်ပါ ဒီအဆင့်ထိအဆင်ပြေနေပြီဆိုရင်တော့ region ပြောင်းတဲ့အဆင့်ကိုစပါမယ်။အရင်ဆုံးဖုန်းစင်ကက်ကိုထုတ်ထားဖို့လိုပါမယ်။ဖုန်း setting နဲ့ကိုဝင်လိုက်ပါ။အောင်းနေနဲ့ဆွဲချပြီး additional setting နဲ့ကိုဝင်လိုက်ပါ။ပြီးရင်တော့ကိုဖုန်းရဲ့ region ကိုလည်းဂျပန်ထားပေးရပါမယ်။ဂျပန်လေးကိုရှာပြီးတော့ရွေးလိုက်ပါ။ပြီးပြီဆိုရင် about ဖုန်းနဲ့ကိုထပ်ပြီးတော့ဝင်လိုက်ပါ။ developer option ဖော်ဖို့အတွက် MIUI version ကို9ချက်ခောက်ပေးပါ။တချို့ဖုန်းတွေမှာဆိုရင်တော့ baseband version ကို9ချက်ခောက်ပေးရပါတယ်။ additional setting တွေက developer option လေးကိုဝင်လိုက်ပါ။ ိုးအောက်ဆုံးထိဆွဲချပြီးတော့ slash mode location app ထဲမှာစောစောကတောင်းထားတဲ့ fake gps ကိုရွေးလိုက်ပါပြီးပြီဆိုရင် fake gps တဲကိုဝင်လိုက်ပါဒါတွေကိုအဆက်အလောင်းပဲပေးပါ map ထဲမှာဂျပန်ကိုလိုက်ရှာလိုက်ပါ zone ဆွဲပြီးတော့အလဲ point တဲတဲကနေတိုကျိုကိုထောက်ပြီးတော့အောက်က play icon လေးကိုနှိပ်လိုက်ပါ notification မှာ fake gps running ဆိုပြီးတော့ပြနေလိမ့်မယ်ဒီအဆင့်ထိအောင်မြင်ပြီလားဆိုတာ Google Map ထဲကိုသွားကြည့်မယ်။ Okay ကျွန်တော်တို့ကဂျပန်နိုင်ငံထဲကတိုကျိုကိုရောက်နေပြီနော်။ ဒါဆိုရင်ကိုယ့်အကောင့်ကိုဂျပန် region ချိန်မှုအတွက်ဂျပန် VPN တစ်ခုလိုပါတယ်ကျွန်တော်ကတော့ outline ကိုပဲအကြံပေးပါတယ်ဂျပန် server အတွက် premium key 3လစာကိုဈေးတက်တက်တာနဲ့ကျွန်တော်ရှိမှလာဝဲလို့ရပါတယ် okay outline ကဂျပန် server ကို connect လုပ်ပြီဆိုရင် Google Chrome ကို clear တက်တာလောက်ပါဘာလို့ဆိုရင်ညီမ information တွေတစ်ခုမှကြံမနေအောင်လို့ပါ Chrome ကိုဖိလိုက်ပါ app info လေးကိုနှိပ်လိုက်ပါ story and cache တွေက manage story ကိုနှိပ်ပြီး clear all data ကိုလောက်ပါပြီးပြီဆိုရင် Google Chrome နဲ့ကိုဝင် search bar ထဲမှာ setting ကိုရှာဘေးကလူပုံလေးကိုနှိပ် အောင်နာလီကမိုးဆက်တင်တဲ့ကိုထပ်ဝင်ဖေးညာဘက်ချန်းကအာရဆက်တင်တဲ့က language and region လေးကိုနှိမ့်လိုက်ပါအောက်က reserve region ထဲမှာဂျပန်ကိုထားပေးရပါမယ်ဂျပန်လိုရက်ရှာပြီးထားပေးလိုက်ပါပြီးရင် Google Chrome ထဲမှာပဲတက်တော် website ကိုဝင်ပါကို region ချိန်မဲ့ account ကိုပဲ login လုပ်ပြီးဝင်ပါ okay Chrome က for you ကိုရောက်ပြီဆိုရင်တက်တော်တွေကိုဝင်ခိုင်းပါလိမ့်မယ်အဲ့ဒါကိုနှောနှောင်းမဲ့လုပ်ပေးပါပြီးရင်တော့အခုလိုဂျပန်ဗီဒီယိုတွေတက်လာပါလိမ့်မယ်တက်တော် algorithm ကိုကိုဂျပန်ရောက်နေတာသိအောင်လို့ဒီလိုဂျပန်ဗီဒီယိုတွေကိုအသေးတွေပေးမယ် save တွေနှိမ့်မယ် repost တွေလုပ်ပေးပါမယ် အခုလိုမျိုးရက်ပေါင်း60တိတိခရုံးထဲမှာတရက်ကိုနှစ်နာရီလောက်အနည်းဆုံးသုံးပေးရပါမယ်ခရုံးထဲမှာရှိနေတဲ့ချိန်စင်ကတ်ကိုလုံးဝမထည့်ပါနဲ့စင်ကတ်တွေကမြန်မာ IP နဲ့သုံးနေတယ်ဆိုတာအမြန်ဒီသက်တိနိုင်ပါတယ်ရက်ပေါင်း60ပြည့်တာနဲ့ဂျပန် region ကိုလွယ်တကူချိန်လို့ရပါပြီဒါကတော့ကိုကိုတိုင်လုပ်လို့ရတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်ဒီသက်မြန်ချင်တဲ့ဆိုရင်တော့တန်အန်တန်ချိန်ပေးပြီး service တာ app ကျွန်တော်ရှိတော့ service မရပါဘူးခဏခဏလာမေးကြလို့မျှဝေပေးခြင်းပဲဖြစ်ပါတယ် online japan ကြီးလိုအပ်တဲ့ဆိုရင်လည်းကျွန်တော်ကိုဆက်သွယ်လိုက်ပါအစီအပြင်းပြေး comment box ထဲမှာလည်းရေးခဲ့လို့ရပါတယ်ကျွန်တော်အောင်ရအောင်မှာနောက် video မှာပြန်လေးကြမယ်